ကိုင်းငလင်ကြီးကြောင့်အဖြေလွှာတွေမီးလောင်ပျက်စီးသွားတဲ့နေပြည်တော်မန္တလေးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝန်ထမ်းចောင်းသား6000ကျော်ကိုစမေးပွဲပြန်ဖြေဖို့စစ်ကောင်စီရဲ့စာစီဦးစီးဌာနကဒီနေ့ကြေညာလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီကြေညာချက်ပေါ်စစ်တပ်အတိုင်းဝန်ကပါပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ Richter scale ခွန်တသမခွန်အဆင့်ရှိ စကိုင်းငလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပြီးမီးလောင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့်ငလင်တန်တဲ့အကြောင်းသားကြောင့်သူ6300နီးပါးဟာစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာအကျုံးဝင်နေတာပါအဲ့ဒီအကြောင်းသားတွေကဂျွန်လ16ရက်ကနေ21ရက်အထိမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာဆမေးပွဲတွေပြန်ဖြည့်ရမယ်လို့စစ်ကောင်စီကဒီနေ့ကြေညာပါတယ်စကိုင်းငလင်ကြီးကြောင့်တေဆုံးသူတွေထဲမှာကာယကံရှင်ကျောင်းသားတချို့လည်းပါဝင်နေတာပါဘေးသင့်ကျောင်းသူကျောင်းသားတွေကအဲ့ဒီဆမေးပွဲအတွက်အခြေခံပညာကျောင်းတွေမှာမေလတရက်ကစပြီးအနည်းကနှစ်ပတ် ကျောင်းပြန်တက်ရမှာဖြစ်ပါတယ်။ကျောင်းသားတွေကိုတပူပေါ်နှစ်ပူဆင့်စေတဲ့နီလန်းကိုရွေးချယ်တဲ့စစ်ကောင်စီရဲ့လှုပ်ရက်ကိုကန့်ကွက်ကြဖို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်နဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ကတိုက်တွန်းထားပါတယ်ရှင်။